အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကျတော့အမျိုးမျိုးအဖြစ်ထုတ်ကြမှာပေါ့ကြီးမားတဲ့ငရင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတစ်မျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာ တဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြအဲ့ဒီကဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝီစီတွင်နေတူးတယ်ဆိုတော့ 也定要买，也得信你的是吧？要那样。